2025ခုနှစ်ဇန်နဝါရီကနေဩဂုတ်လအထိ၈လအတွင်းမြန်မာနိုင်ငံတဝမ်းမှာမီးလောင်မှု922ကြိမ်ဖြစ်ပွားပြီးလူ59ဦးသေဆုံးကာငွေကျပ်အတန်း6400ကျော်ဆုံးရှုံးခဲ့တယ်လို့ပြည်ရင်းဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ 2025ခုနှစ်ဇန်နဝါရီလကနေဩဂုတ်လအထိရှစ်လတာကာလအတွင်းမြန်မာနိုင်ငံတဝမ်းမှာမီးလောင်မှု922ကြိမ်ဖြစ်ပွားခဲ့ပြီးမီးအမျိုးအစားအလိုက်မီးဖို့မီး86ကြိမ်ပေါ်ဆမီး225ကြိမ်အလိုလျောက်မီး19ကြိမ်လျှက်စစ်မီး219ကြိမ်မတမသူရှုံမီး35ကြိမ်တောမီး129ကြိမ်တောင်ကျန်းသူရှုံမီး6ကြိမ်မိုးကျိုးပြစ်2ကြိမ်စုံစမ်းဆဲ2ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီမီးလောင်မှုတွေကြောင့်အင်ဂျီအဆောက်အဦ2510လုံးမှာဆက်ရုံအလုတ်ရုံ6လုံး ကိုရောင်28လုံးမီးလောင်ခံရပြီးမီးပြီးသင့်ပြည်သူ8496ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းမီးလောင်မှုတွေကြောင့်လူ59ဦးသေဆုံးခဲ့ပြီး65ဦးထရရကငွေကျပ်6232.63တန်းခန့်ဆုံးရှုံးခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ် ပြီးခဲ့တဲ့2024ခုနှစ်မှာမြန်မာနိုင်ငံတဝန်းမီးလောင်မှု1150ကျင်းဖြစ်ပွားခဲ့ပြီးလူ69ဦးသေဆုံးကငွေကျပ်တန်9400ကျော်ဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။မီးလောင်မှုတွေကြောင့်အင်ဂျင်အဆောက်အုံ3840တလုံးမှာစက်ရုံအလုံးယုံ12လုံး9049လုံးမီးလောင်ခံခဲ့ရကြောင်းမီးပေးသင့်ပြည်သူ8666ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းမီးလောင်မှုတွေကြောင့်လူ69ဦးသေဆုံးပြီး138ဦးဒဏ်ရာရရှိကသရိစံ986ကောင်သေဆုံးပြီးငွေကျပ် 9445တက်သမ4393တန်ခတ်ဆုံးရှုံးခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။